တပတ်ကိုဘယ်နှကြိမ်ဆက်ဆံရတာအတင်းတော်ဆုံးလဲကိုယ့်ရဲ့အမျိုးသားကိုရွေရင်နဲ့ရွေရင်နဲ့အဲ့ဒီအိမ်တော်ကြီးတစ်ခုအကြောင်းပြပြမယ်သူ့မျိုးသားကိုရွေရင်နဲ့သူ့မျိုးသားကနော်နောက်မိမယူသွားတဲ့အခြေအနေတွေရှိတယ်နော်အဲ့အဲ့ဒါတွေကအဲ့ကြောင့်အိမ်တော်ကြီးဒုက္ခနဲ့ပတ်သက်ပြီးတော့အဓိကအများဆုံးပြောပြရတယ်ပြီးရင်ဒီ ဒီ relationship တစ်ခုအိမ်တော်ကြီးတစ်ခုမှာ search ရဲ90ရာခိုင်နှုန်းကျန်တဲ့နားလည်မှုတွေတစားရှိမှုတွေကျန်တဲ့ငွေကြေးပိုင်းတွေအားလဲ90ရာခိုင်နှုန်းကြီးချီးတယ်အဲ့တော့ဒီ90ရာခိုင်နှုန်းအိမ်အပေါ်ကမပြေလည်တဲ့အခြေအနေကြောင့်ကျန်တဲ့အရာတွေပါမပြေလည်ပဲနဲ့သူ့မိန်းမကိုရွှေ့ရင်းနဲ့နောက်မိန်းမရသွားတာအဲ့ဒီအချိန်မှာမရှိနိုင်မကန်တိုင်းနေဖြစ်ကြတာအဲ့ဒီအချိန်မှာမရှိနိုင်မကန်တိုင်းမှာအစိုးရကပါလဲဆို HPV ဆိုတဲ့ Human Papilloma Virus ဆိုတဲ့ကျွမ်းနှုတ်ပေါ်ပါလာတဲ့အခါမျိုးသမီးမှာတည်ရင်ကောင်းကင်ဆာဖြစ်ဖို့ကဖြစ်သွားတော့တာ အဲ့ဒီအခြေအနေတွေကရှိတယ်เนาะဒါကြောင့်မို့အိမ်တော်ရင်းမှာ90ရာခိုင်နှုန်းဆက်ကိစ္စအရေးကြီးမပြေကိုမိမစီရမပြေဝရင်မြို့သားတွေကဆွေမြို့သားတွေကနားလဲတောင်းထင်းရပြီးတော့ညှိယူတာရှိတယ်တချို့ကြတော့လည်းအဲပြင်ပမှာပြောရှာလိုက်မိတဲ့ပြဿနာတွေကနေတပြော်လည်းမဟုတ်ပဲမဟုတ်တပြုံကြီးဖြစ်သွားတာအဲ့လိုအခြေအနေလည်းရှိတာမို့လို့မစိကများသောအဖြစ်ကိုဒါတွေနားလဲအောင် ချမ်းသာခြင်းထက်အရေးကြီးတဲ့ချမ်းသာခြင်းကိုရှာဖွေဖို့ကျမ်းမာခြင်းကအရေးကြီးတဲ့ဒီကျမ်းမာရေးကိစ္စအဲ့ကျမ်းမာရေးကိစ္စမှာမှအစားထိုးလို့မရတဲ့ဆက်ရဲအိမ်တော်ရဲ့ဒုက္ခကိုအဓိကထားမြောက်ဝေးတာအဲ့တော့ဆရာမစီမှာမျိုးသားရေးတွေကတုတ်လွတ်မြန်းတာပန်းတီပန်းညိုဖြစ်တာတောင်မတ်မှုအားနေတာအဲ့လိုမျိုးဖြစ်လာပြီးလာပြောပြီးဆိုတော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကိုစေမပေးဘူးအဲ့ဒီသူ့ရဲ့အကျိုးကိုဆန်တရားနားထောင်နေဆရာမရဲ့အက်ဒမင်တွေဝန်ထမ်းတွေအကုန်လုံးမှားထားတယ်မေးတဲ့နေ့ကောင်မေးခွန်းနေမေးပြီးတော့အကျိုး အကျိုးရလည်းရနေတဲ့အကြောင်းရင်းကိုရှာတယ်။အဲ့အကြောင်းရင်းကြောင့်အဲ့အကြောင်းရင်းမှာတွဲပြီးဒီလိုဒီလိုလုပ်ပြီးတော့ဒီအချိန်တိုင်းမှာဒီလိုတွေစီးသနစ်တကြားဒီစေးတော့ဒီဟာစားဒီလိုပြုမှုဒါလိုတခြားလေး နှစ်လသုံးလအဲ့လိုပြောပါအချိန်ပေးတယ်နဲ့ချက်ချင်းကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့သူတွေအများကြီးဒါပေမဲ့ကျမစီမှာငါတို့တချို့ကိုတွေကငါတို့ဒီလိုစိတ်တောင့်နေရဒီလိုမျိုးကုသမှုယူနေရငါတို့တဲ့အားနည်းချက်ဖြစ်တယ်ငါတို့ရှက်စရာကြီးဆိုတချို့ကြောင့်မပြောသင့်တဲ့သူတွေအများကြီးတချို့ကြောင့်လည်းဒီလိုမျိုးနေရာတွေမှာကွန်မန့်တွေဝင်လာမှမနေဘူးလေနော်တို့အဆင်ပြေသွားပါတယ်မကောင်းပါတယ်ဆိုတာဘာလို့ဆိုတော့ဟိုတော်တော်များများရဲ့စိတ်မှာအဲဒါလို့သုံးလိုက်တာငါတို့အားနည်းချက်ရှိနေရလို့ထင်တာမျိုးပေါ့မြို့သားဘက်ကောမြို့သူဘက်ကောအဲ့ဒီမှာအာတို့တွေကဓာမျိုးတွေမှာစမောက်တိတ်တိတ်စိတ်ပဲဆွေးနွေးကြတာများတယ်ပေါ့ ော်နော်အဲ့တော့ကျွန်တော်ဘယ်ပါးမှာအများသောအပြင်တွေ့ရဲအဲ့လိန်ဆက်ဆန္ဒတစ်ဘက်ကိုဘယ်နှကြိမ်ဆက်ဆန္ဒနေလဲဆိုတော့ဂျက်မာတဲ့မြို့သားအနေနဲ့ကတော့3ချိန်လောက်ကဒါဘယ်လိုပြောရမလဲ အအဆင်ပြေတယ်တပတ်ကိုသုံးနေလောက်ကเนาะအဆင်ပြေပါတယ်ရှင်အဲ့တော့ဘလောက်ပဲအောက်ဘုတ်ကထွက်ထွက်ထွက်သွားအပေါ်က input ကဘလောက်စားတောက်ပြီးဘလောက်ဖြည့်စွက်နေလဲကိုကိုကိုဘလောက်ကြမ်းမအောင်နေလဲဆိုတာအရန်ရည်ကြည့်တယ်အဲ့တော့ကျွန်တော်တို့ကစမ်းမကြီးမှာလာမေးရင်အเจ้าမျိုးရှာပြီးမှသုံးလို့မျက်နှာကုပေးတယ်နောက်တစ်ခုမေသမီးဆိုလဲစိတ်မပါဘူးဆိုတဲ့အခြေအနေမေသမီးရဲ့ရင်သားကင်စား level thyroid မှာအကျိတ်ကြီးဖြစ်တာတိမ်မှာအကျိတ်ကြီးဖြစ်တာအဲ့ဒါတွေအတွက်အเจ้าမျိုးကိုရှာပြီးမှပဲတေချာစနစ်တကျစီးကိုအနည်းဆုံးဘလောက်တောက်အောင်လဲဆိုတော့တေချာသူ့ပုံမှာမူတည်ပြီး ညွှန်းပေးတာပေါ့เนาะအဲ့တော့အာအင်တာယူဒုက္ခနဲ့ပတ်သက်ပြီးတော့ဆင်းညွှန်းတာတဲ့ဟုတ်ပါတယ်ရှင်အဲ့ဒီဘိုင်းကိုဆံမကအဓိကထားသွားတယ်ဘာလို့လဲခုနလိုရှင်းပြခဲ့ပြီးပြီပေါ့เนาะအသေးစိတ်တွေသွေးသွင်းနေခြင်းဖုန်းနဲ့တင်ထားပြီးသားပါเนาะ